ီနေ့တော့မိတ်ဆွေတို့ကိုပျော်ရွှင်ခြင်းရဲ့ရန်သူသို့မဟုတ် over thinking မဖြစ်အောင် နေထိုင်နည်းခုနှစ်မျိုးကိုမျှဝေပေးခြင်းပါတယ်။ကျွန်တော်ကငငယ်တုန်းကအရင်အားငယ်တတ်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ကျွန်တော်ရဲ့ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကိုအမြဲတမ်းစဉ်းစားပြီးအားငယ်နေလေးရှိပါတယ်။ဒီအချက်ကြောင့်ပဲကျွန်တော်လူတွေနဲ့တိတ်ပြီးပြောဆိုဆက်ဆံမှုမရှိခဲ့ပါဘူး။ပျော်ဝဲရွှင်ပွဲတွေ၊ကျောင်းပွဲတွေလည်းပါဝင်ဆင်နွှဲလေးမရှိပါဘူး။လူတို့တိတ်မတူရေးခဲ့တာပါ။ကျွန်တော်ကြောင်းသွားရမှလေအရန်ကြောက်ခဲ့ပါတယ်။ စေတည်းမှာအမေးအငင်နေတက်ပါတယ်အတန်းရှိတခုခုထွက်ပြောရတာမျိုးကိုအမေးတန်းရှောင်ရှားလေးရှိပါတယ်မဖြစ်မနေထွက်ပြောရရင်လေအမေးစိတ်လှုပ်ရှားနေတက်ပါတယ်ငါ့ကိုသူများတွေဘလို့မြင်မလဲဆိုတဲ့အတွေးကကျွန်တော်ငယ်ဘဝကိုဘုံခက်အကျဉ်းရှာခဲ့ပါတယ် over thinking အတွေးလွန်ရှင်းဟာငယ်ဘဝတင်မဟုတ်ပါဘူးအသက်ကြီးလာတဲ့အထိဒုက္ခပေးပါတယ်တခါတလေအတွေးလွန်သွားတာကြောင့်အခွင့်အရေးတွေဆုံးရှုံးခဲ့တာမျိုးလေးခဏခဏကြုံခဲ့ရပါတယ်။နောက်တော့စာအုပ်တွေဖတ်ရင် အဲ့ဒီအချက်ကိုဖျောက်ဖို့လိုလာပြီဆိုတာသဘောပေါက်လာခဲ့ပါတယ်ကျွန်တော်လိုပြီးအတွေးလွန်ပြီးပျော်ရွှင်ခြင်းနဲ့ကင်းဝဲနေသူတွေလည်းတွေ့ခဲ့ဖို့ပါတယ်တစုံတစ်ခုလောက်ခါနေတိုင်းငါလောက်လိုက်ရင်ဘာဖြစ်မလဲဆိုတာမျိုးတွေးတက်ကြပါတယ်တခုခုအပြောင်းလေးအစ်စ်လုံးမယ်ဆိုရင်လည်းမှားယွင်းမှကြောက်လေရှိကြပါတယ်အတွေးလွန်ခြင်းဟာကောင်းကျိုးမပေးတတ်ပါဘူးတွေးတင်းတလောက်တွေးတာပဲကောင်းပြီးအသေးအဖွေးအရာတိုင်းကိုအကြာကြီးအတွေးလွန်နေရင်တော့ဒုက္ခသေးသေးလေးတွေဟာဒုက္ခကြီးကြီးမားမားတွေဖြစ်လာတတ်ပါတယ် အတွေးလွန်တဲ့အခါများသောအားဖြင့်ဘသူမှပြောစရာကောင်းတဲ့အတွေးတွေနဲ့အတွေးမလွန်ကြပါဘူးများသောအားဖြင့် negative အတွေးတွေပင်အတွေးလွန်တတ်ကြပါတယ်အဲ့ဒီလိုအတွေးလွန်တဲ့အခါမမှန်ကန်ကန်ဆုံးဖြတ်ချက်မချနိုင်တော့ပါဘူးအဲ့ဒီလိုလူမျိုးတွေအတွက်ကျွန်တော်ကျင့်သုံးခဲ့တဲ့နိလန့်အချက်ကိုပြန်လည်မျှဝေခြင်းပါတယ်နံပါတ်၁ဘေးအချိန်မှာအတွေးလွန်နေပြီလေသိဖို့လိုမယ်အတွေးလွန်ခြင်းကိုမနှိမ့်နှင်းခင်မိမိဘေးအချိန်မှာအတွေးလွန်နေတယ်လေသိရပါမယ် မိမာသာအတွေးလွန်နေလားဆိုတာကိုမသိရင်ကုသဖို့မလွယ်ပါဘူးဘလို့အနေထားမျိုးဆိုမိမိဖြားနေပြီလေဆိုတာကို သိတယ်လို့မျိုးပေါ့ဘလို့အနေထားမျိုးဆိုမိမိအတွေးလွန်နေပြီဆိုတာကိုသိရပါမယ်ဆိုရင်မှုန့်တွေများလာပြီးအတွေးတွေလွန်လာပြီဆိုရင်မိမိကိုယ်ကိုယ်တတိပြုမိဖို့လိုပါတယ်နံပါတ်1မှားသွားမှာထဲမှန်သွားရင်ဘာဖြစ်မလဲတွေးပါများသောအားဖြင့်အတွေးလွန်ခြင်းကိုအဓိကဖြစ်စေတဲ့အချက်ကအကြောက်တရားဖြစ်ပါတယ် အဲ့ဒီအကြောက်တရားကိုပေါ်ပြီးလောင်ကျွန်းစေတဲ့လောင်စာကတော့မိမိလှုပ်လိုက်ရင်ဘာမှားသွားမလဲဆိုတဲ့အတွေးပါအဲ့ဒီအတွေးကို တွေးရင်လည်းမှားရှင်းရဲ့နောက်ဆက်တွေဆိုးကျွတွေပေါ်ပါမြင်အောင်လာပါလိမ့်မယ်အဲ့ဒီအခါမှာအကြောက်တရားကပုံမကြီးထွားလာပါလိမ့်မယ်ဒီတော့နောက်တစ်ခါသင်အတွေးလွန်နေပြီလို့ခံစားမိရင်အဆိုးတွေတွင်းနေတာကိုရက်လိုက်ပါအဲ့ဒီလိုတွင်းမဲ့အစားဘာပဲများအမှန်တွေဖြစ်လာနိုင်မလဲကိုကောင်းထည့်ထည့်ပါဥပမာလူ20လောက်ပြိသက်ရှိတဲ့ဟောပြောဝေးလေးတစ်ခုကိုသင်သွားတယ်ဆိုပါတော့ တင်အရန်စိတ်ဝင်စားတဲ့ဟိုးပြိုဝဲလေးဖြစ်ပြီးဟိုးပြိုဝဲပြီးရှင်မှာတင်ကောင်းတဲ့အရန်မေးရှင်နေတဲ့အရာလေးတစ်ခုရှိနေတယ်ဟိုးပြိုဝဲကိုလာပြီးဟိုးပြိုနေတဲ့သူကလေတကယ့်ကိုနာမည်ကြီးသူအောင်မြင်နေသူတင်လဲစားရသူတယောက်ဖြစ်နေတယ်သူကလေမေခွန်မေးရှင်သူတွေရှိလားလို့ပြောလိုက်တယ်ဆိုပါစို့တင်မေးရှင်နေတဲ့မေခွန်ကိုမေးဖြစ်မယ်ထင်လားများသောအားဖြင့်မြန်မာလူငယ်တွေထင်မှာမမေးရတဲ့သူတွေရှိတတ်ကြပါလေကျွန်တော်လေအရင်ကမမေးရခဲ့ပါဘူးဒါပေမဲ့ကျွန်တော်မေးရအောင် လက်ကျင့်ယူခဲ့ပါတယ် ကျွန်တော်မင်းမေမေကွန်းဟာဟိုးပြုတ်နေသူသို့မဟုတ်အခြားနားထောင်နေသူတွေအတွက်ရည်စရာဖြစ်နေမလားလို့ကျွန်တော်တွေးပြီးကြောက်ခဲ့ရဖူးပါတယ်။နောက်တော့ကျွန်တော်အတွေ့အကြုံပြောင်းသွားခဲ့ပါတယ်။ကျွန်တော်စဉ်းစားတာကနံပါတ်1ကျွန်တော်မမေးရင်ဒီအခွင့်အရေးနောက်ဘရို့ရမလဲကျွန်တော်မသိတော့ဘူး။ကျွန်တော်အိမ်ပြန်တဲ့လမ်းမှာနောက်နာတွေရနေလိမ့်မယ်။နံပါတ်2ကျွန်တော်တသက်လုံးဒီလိုပဲကြောက်တတ်တဲ့လူတစ်ယောက်ဖြစ်သွားလိမ့်မယ်။နံပါတ်3ကျွန်တော်မေးလိုက်လို့အခြားသူတွေကရီခေးရင်လေအဲ့ဒီလူတွေနဲ့နောက်နေ့ပြန်တွေ့ဖို့မရှိတော့ဘူး။ ပြန်တွေ့ဖို့ရှိရင်တော့သူတို့ကနေ့တိုင်းရည်နိုင်မှာလားသူတို့ရည်ချင်းမရည်ချင်းကရောကျွန်တော်ဘဝတိုးတက်မှုနဲ့သက်ဆိုင်နေလို့လားနံပါတ်၄ကျွန်တော်စိတ်ထဲကနေ1 2 3ရည်လိုက်တယ်3ရောက်တဲ့အချိန်မှာကျွန်တော်လက်ထောင်ပြီးပထမဆုံးအကြိမ်မေးဖြစ်ခဲ့တယ်ကျွန်တော်မေးတဲ့မေးခွန်းကိုဟောပြောနေသူကလည်းတေချာပြန်ပြင်ခဲ့ပါတယ်ဘယ်သူမှလည်းမရည်ကြပါဘူးကျွန်တော်စိတ်ထဲသူတို့ကိုပြိုသွားခဲ့ပါတယ်နောက်တော့အဲ့ဒီအကြိမ်လေးကျွန်တော်ရလာပါတယ်ဘရော့မဆိုးမရှင်းတာရှင်းရင်မေးရလာတယ် အဲ့ဒီအချက်ကအသေးအဖွဲလေးလို့အသင်ထင်ကောင်းထင်လိမ့်မယ်တကယ်တော့အဲ့ဒီအချက်ဟာကျွန်တော်ဘဝရဲ့အကြီးမားဆုံးပြောင်းလဲမှုတွေထဲကတစ်ခုပါအဲ့ဒီအချက်ကြောင့်ကျွန်တော်ကောင်းကျိုးများစွာရခဲ့ပါတယ်ဘုသူတများစွာရခဲ့ပါတယ်ပျော်ရွှင်ဆွေရှိလာခဲ့ပါတယ်အရင်လိုအမေးကြောက်ပြီးချက်နေတဲ့သူမဟုတ်တော့ပါဘူးကျွန်တော်ကျင့်သုံးခဲ့တာကရှင်းရှင်းလေးပါမှားသွားမှထက်မှန်သွားရင်ဘာဖြစ်မလဲတွေးခဲ့တာပါနံပါတ်3ပြီးပြည့်စုံရှင်းကိုစောင့်စားမနေပါနဲ့ အပေါ်မှာပေးခဲ့တဲ့ဥပမာကိုပဲပြန်ကိုးကားပါမယ်။ကျွန်တော်မိမိမိကွန်းဟာမှန်တဲ့မိကွန်းဖြစ်ပါမလား။လူတိုင်းသဘောကျမဲ့မိကွန်းဖြစ်ပါမလား။ဖြည့်ဆို့သူရောကြိတ်တဲ့မိကွန်းဖြစ်ပါမလား။ကျွန်တော်ကရောတကယ်မိကွန်းမေးဖို့အရင်ရှင်းရှိရလား။စားတာတွေသာလိတ်တွေးနေရင်ကျွန်တော်မိကွန်းဘရောမှမေးဖြစ်တော့မှာမဟုတ်ပါဘူး။အခွင့်အလန်းကတင့်ရှိကစိတ်စိတ်မြင်းမြင်းရောက်လာရင်အဲ့ဒီအခွင့်အလန်းနဲ့တွေးဖို့တင်ထိတ်တန်လို့ပါ။အဲ့ဒီအခွင့်အလန်းကိုရယူနိုင်ရှင်မယူနိုင်ရှင်ကတော့တင့်အပေါ်ပဲမူတည်ပါလိမ့်မယ်။ လူ20လောက်ရှိတဲ့ဟောပြုတ်ပွဲမှာသင်ဟာနားထောင်နေသူတွေထဲကတယောက်ဖြစ်ပြီးဟောပြုတ်နေသူကသင်ကိုမဲခွန်မဲเสียရှိရင်မဲနိုင်ပါတယ်လို့မဲတာဟာအခွင့်အလမ်းတစ်ခုသင်ရှိကိုရောက်လာခြင်းမှာအဲ့ဒီအခွင့်အလမ်းကိုစောက်ကင်နိုင်ခြင်းမကင်နိုင်ခြင်းကသင်အပေါ်ပဲမူတည်ပါတယ်ပြောနေတော့တစ်ချိန်လုံးအိမ်ငယ်နေခဲ့တဲ့ဆိုရင်တော့တစ်မျိုးပေါ့တစ်ချိန်လုံးလေးနားထောင်နေခဲ့တယ်တကယ်သိရှင်တဲ့မဲခွန်လေးရှိတယ်သူကလည်းမဲခွန်မဲဖို့အခွင့်အရေးပေးတယ်အဲ့ဒါဆိုရင်တော့မဲတာမဲပါအဲ့ဒီလိုအခွင့်အရေးနောက်တစ်ခါရဖို့မလွယ်ပါဘူး ပြီးပြည့်စုံတဲ့အချိန်ကိုစောင့်စားမနေပါနဲ့နှစ်ယောက်တည်းတွေ့မှမင်းမင်းနောက်တစ်ခါတွေ့မှမင်းမင်းဒီထက်လူနေတဲ့ဟိုပြောပွဲကြမှမင်းမင်းစတာတွေစဉ်းစားမနေပါနဲ့နံပါတ်၄အကြောက်တရားကိုမြင်တဲ့ရှုထောင့်ပြောင်းလဲပါဘာလို့ကြောက်တာလဲဆိုတဲ့မေးခွန်းကိုတင့်ကိုတင်ပြန်ပြီးမေးကြည့်ပါအရင်တော့ကမအောင်မြင် ခဲ့ဘူးလို့လားအရင်တော့ကကြာရှုံးခဲ့ဘူးလို့လားအရင်တော့ကမအောင်မြင်ခဲ့လို့သာဆက်ပြီးမလုပ်ကြေးဆိုရင်အဲဒီစင်မင်းလုံးကိုတီထွင်နိုင်ခဲ့မှာမဟုတ်ပါဘူးသူသာကြောက်တဲ့တဲ့သူဆိုရင် ပထမတစ်ကြိမ်နှစ်ကြိမ်ကြာရှုံးတာနဲ့သူအရှုံးပေးသွားခဲ့မှာပါလူသားပင်ပြီးကြောက်တာတွန့်ဆုတ်တာရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအကြောက်တရားထင်မျိုးပြီးပါမသွားဖို့အရေးကြီးပါတယ်အကြောက်တရားဟာအခွင့်အရေးတစ်ခုနဲ့နီးကပ်လာရှိမှာဖြစ်တတ်တဲ့အရာလို့သဘောထားပါပြီးရင်အတွေးမလွန်ပါနဲ့တော့လုတ်တဲ့နာကိုလုတ်ပါနံပါတ်5အနာကက်ကိုအတိအကျခံမှန်းလို့မရဘူးအနာကက်ကိုသင်အတိအကျမသိနိုင်ပါဘူးလက်ရှိအချိန်လဲမှာအနာကက်အတွက်စိုးရင်ပူပန်နေတာဟာ တကယ်တော့အချိန်ဖြုံးနေတာနဲ့အတူတူပါပဲမရောက်တော့မရောက်သေးတဲ့အနာဂတ်ကိုအသက်ရှင်နေဖို့တရားရခိုင်နှုန်းမသေးချာတဲ့အနာဂတ်ကိုတွေးပြီးစိုးရိမ်နေတာဟာတင့်ကိုရှေ့ရောက်စေမှာမဟုတ်ပါဘူးတကယ်တမ်းအာယုံဆက်ရမယ့်အရာကလက်ရှိလုပ်နေတဲ့အရာပါပြီးတော့ဒီနေ့လုပ်ရမယ့်အရာပါအဲ့ဒီအရာအလုံးကိုသာကောင်းကောင်းမွန်မွန်မှန်မှန်ကန်ကန်ကြိုးကြိုးဆန်းဆန်းလုပ်ရင်အနာဂတ်ဆိုတာလိုလိုပုံပေါ်လာပါလိမ့်မယ် အနာဂတ်ဟာတိတ်တလုံးဆိုရင်သင်အသက်ရှူနေတဲ့စက္ကန့်အတိုင်းဟာအုတ်ချက်တွေသေးဝင်တွေဖြစ်ပါတယ်တိတ်တလုံးဆောက်ဖို့အရေးတွေးပူနေုံနဲ့သင်စီကိုအုတ်တွေသေးတွေအလိုလျောက်ရောက်လာမှာမဟုတ်ပါဘူးတွေးသင့်တဲ့လောက်တွေးလို့ရပါတယ်ဒါပေမဲ့အတွေးမလွန်ပါစေနဲ့နံပါတ်6အကောင်းဆုံးစ조사ပြီးရင်နောင်တမရနဲ့တစုံတစ်ခုကိုမိမိကအကောင်းဆုံး조사ပြီးသွားပြီဆိုရင်နောင်တမရပါနဲ့မိမိတက်နိုင်တဲ့လောက်လှုပ်ခေးပြီးပြီပဲမိမိလုံနေတာအကုန်လှုပ်ခေးတဲ့အတွက်လက်ပြလုံးပါ လောကကြီးမှာအရာအားလုံးကိုသင်မထိန်းချောက်နိုင်ပါဘူးသင်ထိန်းချောက်နိုင်တဲ့အကောင်းဆုံးဆောင်ရွက်ခြင်းဆိုတဲ့အရာကိုသင်လုတ်ခေးပြီးပြီပဲကျန်တာကိုခေါင်းထင်းမထည့်ပါနဲ့သင်လုတ်ခေးတာကိုနောင်တရနေတာမျိုး ရှက်နေတာမျိုးလည်းမဖြစ်ပါစေနဲ့မလုတ်ခင်မှာအတွေးမလွန်သင့်သလိုလုတ်ပြီးရင်လေအတွေးမလွန်သင့်ပါဘူးနံပါတ်9သင်ကိုသင် စကားပြောတတ်ပါစေနေ့တိုင်းနေ့တိုင်းလူတွေနဲ့စကားပြောကြရတယ်ဒါပေမဲ့တကယ်တမ်းအခြားလူတွေနဲ့ပြောရတဲ့စကားလုံးအရေးအတွက်က မိမိကိုယ်ကိုခေါင်းထဲမှာပြန်ပြိုးတဲ့သကလုံးအည်အတွက်နဲ့ရှင်နည်းနည်းလေးပဲရှိပါတယ်။ညဘက်အိမ်မပြိုးခင်အရှင်ထိကိုကိုကိုစကားပြောကြပါတယ်။ခေါင်းထဲမှာအခုဒီစာဖတ်နေရင်းနဲ့တောင်းတင်စကားပြောနေပါတယ်။လေးလာသူတို့ရဲ့အစော်ရတမိနစ်တိုင်းလူအများစုဟာစာလုံးရင်150ကနေ200ကျန်းခေါင်းထဲမှာပြောနေကြပါတယ်။တင်ခန်းစားနေရတာတွေတော်တော်များများကတင်တကယ်ခန်းစားနေရတာမဟုတ်ပေ။တင်အတွေးတွေကပုံဖော်ထားတာတွေဖြစ်နေတတ်ပါတယ်။ရှင်းတော့အောင်ဥပမာပြောရရင် တင်ကသင်တန်းတစ်ခုတက်တယ်။ဆရာကတင်ကိုစင်ပေါ်မှာသမဟုတ်အတန်းရှင်းမှာစကားပြောဖို့ဖိတ်ခေါ်လိုက်တယ်။အဲ့ဒီအချိန်ခဏလေးအတွင်းမှာတင်ကောင်တဲမှာစကားတွေအများကြီးပြောနေပါပြီ။ငါလှုပ်ရင်းမှာမဟုတ်ဘူး။ငါအမှားတစ်ခုခုလုပ်တော့မယ်။ငါမသွားရဘူး။ငါပြောတာမှားရင်လူတွေရီတော့မယ်စသဖြင့်ပြောင်းဆန်သွားတတ်ပါလေ။စက္ကန့်ပိုင်းလေးအတွင်းမှာတော့စကလုံးအရေးအတွက်ကမနည်းပါဘူး။ဒါပေမဲ့တကယ်အဲ့ဒါတွေဖြစ်နေပြီလားဆိုတော့မဖြစ်သေးပါဘူး။နောက်တစ်ခုဥပမာထပ်ပေးပါမယ်။ ်သင်ကတည်းရင်အရင်ကြောက်တဲ့တယ်ညဘက်ပြန်လာမယ်အရင်ရက်တွေတုန်းကပြန်လာတာမှမဖြစ်ဘူးကြောက်လို့မကြောက်ဘူးဒီနေ့ကျတော့သင်တငယ်ချင်းကအဲ့ဒီလမ်းထမ်းမှာတခါတည်းရင်တည်းရင်လျှောက်တယ်ဆိုတဲ့အကြောင်းပြောတယ်အဲ့ဒီညပြန်တော့သင်အရင်ကြောက်နေတယ်ဘာကြောင့်လို့သင်ထင်ပါသလဲအဲ့ဒီအကြောင်းကြားပြီးကလေးကသင်ခေါင်းထဲမှာစကားတွေပြောနေပါပြီဒါကြောင့်အဲ့ဒီနေရာရောက်တော့တကယ်ပဲတည်းရင်ရှိတယ်ရောင်ရောင်သင်အရင်ကြောက်သွားတယ်နောက်နေ့ကျတော့တငယ်ချင်းကငါနောက်လိုက်တာပါကွာဆိုပြီးပြန်ပြောတယ် ဲ့ဒီတော့မှသင်လဲကြောက်စိတ်ပြေပြီးနောက်နေ့ပြန်တော့ပုံမှန်ပြန်ဖြစ်သွားတယ်အဲ့ဒီအဖြစ်ပြက်မှအခြားပင်နေရာမှပြောင်းလဲမသွားဘူးတင်းစိတ်တစ်ခုပဲပြောင်းလဲသွားတာပါသင်ကိုသင်ပြောတဲ့စကားတွေကြောင့်တင်းစိတ်ကပြောင်းလဲသွားတာပါငါကြောက်နေတယ်ငါကြောက်နေတယ်ဆိုတဲ့စကားတွေကတင်းကိုအောက်ဆုံးထိဆွေးကိုသွားခဲ့တာပါအဲ့ဒါကြောင့်ကြောက်သွားခဲ့တာပါတကယ်သိရေးရှိလို့မဟုတ်ပါဘူးအဲ့ဒီတင်းရဲကတင်းစိတ်ထဲမှာတင်းမာသာဖန်တီးလိုက်တာဖြစ်ပါတယ်။တင်းရဲ့အတွေးတွေကိုအထင်မသေးပါနဲ့ တင်းရဲ့အတွေးတွေမှာပါဝါရှိနေပါတယ်။တင်းအတွေးတွေနဲ့တင်းဘဝဟာလေတရိပ်ပတ်သက်နေပါတယ်။ဒါကြောင့် over thinking ဆိုတဲ့အရာကိုမမွေးမြူမိပါစေနဲ့။ကို့မှာအဲ့ဒီအကျင့်ရှိနေရင်လေရအောင်ဖြောက်ပါ။တင်းဘဝမှာတင်းကုန်တင်စကားပြောတဲ့ပမာဏလောက်ဘယ်သူမှစကားပြောဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်တင်းကုန်တင်ကျင်ကျင်နာနာပြောဆိုပါ။ Thank you for watching till the end. Have a good day. See you next video.